ရီးမီးယားလိမှာ ဖြစ်ချင်တာဖြစ်ပြီးတဲ့နောက်ယူရိုပါလိမှာကန်းကွန်အောင်မိုက်တော့မယ်မန်ချက်စတာယူနိုက်တက်မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးအနေချူသွားရင်ဂျာတာရီနီညာ တနအိကွဲမှာရှင်ပြိုင်ကစားမယ်လိုင်ယွန်နဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်ရဲ့ညီကွေနဲ့အတူတူလုပ်သွားကြပါမယ်။အဲ့တော့ကျွန်တော်ဒီထဲမှာပြောခဲ့သလိုပေါ့ပရီးမီးယားလိမှာဒီသင်းကဖြစ်ချင်သလိုတွေဖြစ်သွားပြီ။ဘာမှပြန်အဖက်ဆယ်လို့မရတော့ဘူး။ယာတီကုံရောက်ရင်1 2 10ရဲ့နောက်မှာလည်းရက်တီကောင်းရက်တီမယ်။1 2 10နဲ့လည်းဝင်ကောင်းဝင်မယ်။ဒါပေမဲ့အစိုးရဆုံးပရီးမီးယားလိယာတီလို့တော့ပြောရမယ်။ဘသူ့ကိုလက်ညှိုးထိုးလို့ထိုးရမှန်းလဲမသိဘူး။အဲ့တော့ပရီးမီးယားလိမှာဖြစ်ချင်တိုင်းဖြစ်ပြီးသွားပြီ။ထားလိုက်တော့သို့တော့ယူနိုက်တက် ကန်ကောင်းတာမျောလင်းချက်အကြီးတစ်ခုကြံနေသေးတယ်တို့တို့မှာအဲ့ဒါယူရိုပါလိဖြစ်ပါတယ်မဖြစ်မနေကိုဒီယူရိုပါလိကိုအားစိုက်ပြီးတော့ကန်မှုလို့တယ်ရှိသမျှအသက်သွေးချွေးဆွဲလုံလာဝရိယအကုန်ပုံအော်ပေးဆက်ပြီးကန်ဗျာဘာကြောင့်တော့ယူရိုပါလိရပြီဆိုရင်ယူနိုက်တက်ဒီဒီနေ့ရသည်ဒါအောင်မတ်မို့ဂုံလူပါထွက်တယ်ဖလားတလုံးရတယ်ချန်ပီယံလိဝင်ခွင့်ရတယ်ဘယ်လောက်ထိသူတို့အတွက် မျောလင်းချက်ကြီးမားစရာကောင်းတဲ့ဖလားတလုံးဖြစ်နေတယ်လေအဲ့တော့ကြောင့် United ဒီပွဲမှာတော့အလူးလဲကံပါပဲရှေ့တပွဲ16ဒင်းအဆင့် Lion ထက်ပိုပြီးကောင်းတယ်လို့ပြောလို့ရတဲ့ Real Sociedad နဲ့တွေ့မယုံကြည်နိုင်စရာကောင်းလောက်အောင်ဂိုးပြက် reset တွေနဲ့ဒီ quarter final ကိုတက်ရောက်ခဲ့တာအဲ့တော့ United တို့ Chelsea တို့ကအဲ့ Europa League ရောက်ရင်သွားပြီး short တော့လို့မရအောင်ကောက်ပြီးဘူဆွဲရင်ဆွဲတာ Mourinho လက်ထက်တုန်းကလည်းတခါဘူဆွဲတယ်အခုဘူဆွဲမယ်လို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောတာစောင့်ကြည့်တင်ဟာ United အလကားပါကွာ EPL မှာလည်းတိုင်ပတ်နေဘာလို့နိုင်မှာလဲ Europa League မှာလို့တပြောလို့မရအောင်အခု quarter final ရောက်လာပြီပြောပြောဆိုဆို United တွေ quarter final ရောက်လာတဲ့အချိန်ထိရှုံးပွဲတစ်ပွဲမှမကြုံရသေးဘူးအဲ့လောက်ထိကိုဒီ Europa League မှာ United ဆွမ်းဆောင်ရင်ပိုင်းကောင်းနေတယ်လို့ပြောနိုင်မှာကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ခံယူချက်ပိုင်းကလည်းတကောင်းတဲ့ညမနဲ့တော့ဆိုတဲ့ပုံစံမျိုးပေါ့ဗျာထားပါတော့ Premier League မှာတန်ရုံးစင်မပြတ်သေးရင်ဒီဘွဲကိုအပြည့်အဝအာယုံဆိုင်ရှင်မှာစိုက်နိုင်လိမ့်မယ် Premier League တန်ရုံးစင်မပြတ်ဘူးဆိုတာ Champions League ဝင်ကွင်းတို့နော်ဒါမှမဟုတ်လေတိုက်တယ်မှန်းနဲ့အနေထားမျိုးလေးပါလေရောက်နေမယ်ဆိုရင်တော့တမျိုးပေါ့အဖက်က Lion လိုင်ယွန်းရဲ့အားကောင်းမောင်းတန်ခစ်ကတော့ကုံသွားခဲ့ပြီပေါ့နော်တကယ်တကယ်တော့ United တို့လိုင်ယွန်းတို့ဆိုတာ Champion League မှာတွေ့တဲ့အသင်းတွေပေါ့ဗျာ Karim Benzema တို့ Junior တို့နဲ့လိုင်ယွန်းကတိတ်ကိုခမ်းထားတဲ့ခစ်တစ်ခစ်ရှိခဲ့ဘူးတယ်သို့တော့အခုနောက်ပိုင်းမှာလိုင်ယွန်းကလည်းတဖြည်းဖြည်းချင်းစီပါဝါကျလာအခုကစားသမားကောင်းတွေတချို့ရှိသေးတယ်ဆိုပေမဲ့လည်းကျွန်တော်တို့သိတဲ့လိုင်ယွန်းလို့တော့မဟုတ်တော့ပါဘူးကဲမဲ့ကွင်းကလိုင်ယွန်းကွင်း ြင်သစ်မြေမှာဒါပေမဲ့လည်း United သည်စပိန်မြေထိသွားပြီး Real Sociedad ကိုပပနဲ့နဲ့ရင်ဆိုင်ခဲ့မှုတဲ့အတွေ့အကြုံကောင်းတွေလည်းအများကြီးရှိနေတဲ့အတွက် United ကတော့ဒီပွဲစဉ်မှာပျော့ပျော့ဆူဆူအားတာချက်ရှိတယ်ဗျ Okay အဲ့တော့ကျွန်တော်အာရှရဲ့အကျော်ပြမှုတွေကိုဆက်လက်ဆွေးနွေးကြည့်အောင်ကျွန်တော်ကတော့ပြောခဲ့တဲ့ key points တွေနဲ့ match ဖြစ်ပါတယ်တဲတဲဆိုတဲ့အကျော်ပြမှုပဲပေးရတယ်ဗျ Bro မျိုးလေးပဲစဉ်းစားကြည့်လေ EPL မှာဒီလောက်တိုင်ပတ်နေတဲ့အသင်းတစ်သင်းကို Lion ကဘာကြောင့် တည်ကြရင်တဝက်လောက်ဆုံးရှုံးခွင့်မပေးရတာတော့ရှင်းရှင်းလေးဒီပွဲစဉ်ကလိုင်းယူနိုင်ဖို့ဆိုတာမလွယ်ဘူးယူနိုက်တက်နိုင်ရင်မနိုင်ခဏဘေးပဲဗျာအင်ရှင်သိနိုင်ဖို့မလွယ်ဘူးဆိုတဲ့သဘောမျိုးပဲတည်ကြဖို့များတဲ့ပွဲဘလို့တည်ကြနိုင်လဲတင်းတင်းကနိုင်သွားနိုင်ကြီးရှိလား ျွန်တော်တို့တူတယ်ကိုအကြောပေးမှုနဲ့ပြန်ချိန်ကြည့်အောင်နှစ်ကိုအပြည့်ရှုံးအဲ့တော့ကြောင့်တူတယ်ကိုနဲနိုင်တယ်ဗျ11တို့00တို့ဖြစ်သွားနိုင်တယ်11ဆိုတော့ reset မျိုးကိုတော့ပို့ပြီးတော့သဘောကျတယ်ဒီလိုပွဲမျိုးတွေရဗျာပွင့်လင်းပြောရင်တော့တက်ပြီးအကျိုးအမျက်မရတဲ့ပွဲမျိုးပေါ့အသင်းဆွဲအခြေအနေမျိုးနဲ့သာထကြည့်တဲ့ပွဲဖြစ်ပါတယ်စီးပွားရေးရတွက်မယ်ဆိုရင်တတယ်လေဗျာတတယ်ဆိုတော့ဘာဖြစ်မလို့ဘာမှမဖြစ်ဘူးအဲ့တော့ကြောင့်ကျွန်တော်ကမရှုံးနိုင်တဲ့အသင်းကိုတော့ပို့ပြီးတော့ရွေးချယ်စေခြင်းတယ် ကျွန်တော်တယောက်တည်းအမြင်ရပြောမယ်ဆိုရင်ဒီပွဲစီမှာ Lion အသင်းနိုင်ဖို့မလွယ်သလို United အသင်းကလည်းနိုင်ဖို့မလွယ်ပါဘူးဒီတဲမှာမှပွဲပြေကိုပြောင်းလဲနိုင်တဲ့ကစားသမားတွေများတဲ့တနည်းအားဖြင့် Bruno Fernandes တို့လိုကစားသမားမျိုးတွေဗျအဝေးတနေရာကနေကောက်ကန်လိုက်ပြီးဝင်ဝင်နေတဲ့ကစားသမားတွေရှိတဲ့ United ကတော့ အနိုင်မျော်လင့်ချက်ခပပခရီးလေးရှိပါတယ်။တေကြရင်အကျိုးမြတ်ဘာမှမရဘူး။ဒါပေမဲ့အဲ့ဒီခပပခရီးအနိုင်လေးကိုမျော်လင့်ရင်လည်း United အသင်းကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျ။နောက်ထပ်တစ်ပိုင်းဒီနေ့သင်ကြားတဲ့ကိန်းနဲ့အချက်လက်တွေကိုဆွေးနွေးကြည့်အောင်။ဟတ်တူအထိတ်တဲတွေ့ဆုံမှုမှာနောက်ဆုံး2ချိန်တွေ့ဆုံမှုကတော့2008ခုနှစ်တုန်းကဖြစ်ပါတယ်။ဒါ Starless တို့ခစ်ပေါ့ဗျာ။အဲ့ချိန်တုန်းက UEFA Champion League မှာရှုံးထွက်အဆင့်တွေ့ဆုံခဲ့တာဖြစ်ပြီးတော့ Lyon မြေမှာဝမ်ဝမ်းတည်ကြခဲ့တဲ့ United အိမ်ကွင်းရောက်တဲ့အချိန်မှာ1-0နဲ့ United ကအနိုင်ယူခဲ့ပါတယ်။ ဲ့တကြောင်ဟတ်တူဟတ်မှာ United ကအသာစီရနေတယ်လို့ပြောနိုင်ပါတယ်ခင်ဗျာနောက်တစ်တစ်ပိုင်း Lion အသင်းရဲ့နောက်ဆုံး6ပွဲဆက်ရလက် current form တော်တော်မိုက်ပါတယ်9ပွဲနိုင်ပြီးတပွဲရှုံးထားတယ်ရှုံးတဲ့ပွဲက strike ball ကိုရှုံးထားတာဖြစ်ပါတယ်ကျန်တဲ့ပွဲတွေအားလုံးမှာအနိုင်ရလက်တွေကြီးပဲရထားတယ်ဂိုးတွေလည်းပြတ်ထားပါတယ်။ Lion Lee တို့လိုမျိုး Nice တို့လိုမျိုးအတင်းကောင်းတွေပါဝင်နေပါတယ်။ဆိုတော့ United တော့ပိုပြီးလက်ရှိ Garden Form က Lion ကျန်းနေတယ်လို့ဆိုရမှာပါ။ United ရဲ့လက်ရှိ Garden Form ကတော့နောက်ဆုံး6ပွဲမှာသူတို့ရှုံးပွဲတစ်ပွဲပဲ ကြုံတွေ့ထားပါတယ်။အရှုံးပွဲက Northern Forest ကိုရှုံးခဲ့တဲ့ပွဲပါ။ကျန်တဲ့ပွဲတွေမှာတေရလက်ရအောင်ယူထားတဲ့ပွဲမျိုးလေးတွေရှိတယ်ဗျ။ဒီပွဲတွေကပြည်သက်အနေနဲ့တတိထားမဲ့ပွဲမျိုးလေးတွေပါ။အခုနောက်ဆုံး Man City နဲ့ CC တရေတာကျသွားတာ။ Business ရအချိုးမြတ်ရလိုက်တယ်နော်။တေကြရင် Man City က60ရာခိုင်နှုန်းထိဆုံးရှုံးခွင့်ပေးထားတဲ့အတွက်ကြောင့်ဒါမစိုးဘူးလို့ပြောနိုင်တယ်။ United နဲ့ပြန်ပြီးတော့စီးပွားရှာနိုင်လာတယ်ဆိုတဲ့သဘောမျိုးပါ။အပေါ်သင်း အနေထက်ဆိုင်အောက်သေးနေနဲ့ဆိုရင်ပို့ပြီးတော့စီးပွားရှာလို့ကောင်းအာကြီးနဲ့ဝမ်ဝမ်အောက်မှာပဲကျွန်တော်နောက်ဆုံး real society နဲ့ဝမ်ဝမ်အပွဲကလည်း real society ကပြန်ပေးထားလားမသိဘူး level တဝက်လားမသိဘူး United ကအဲ့လိုအသင်းကောင်းတွေနဲ့တွေ့ရင်သူတို့ခုလုံးပြတတ်တယ်ကကြိုးကကြောင်အသင်းမျိုးတွေဒါမှမဟုတ်ဖြတ်မြင်းကော်ကောင်တွေနဲ့တွေ့ရင်သာသူတို့တိုင်ပတ်တာ Okay current form ကတော့ Lion ပူကောင်းပါတယ်ကျွန်တော်နောက်တစ်ပိုင်း Lion ရဲ့အိမ်ကွင်း6ပွဲစက်ရလက်9ပွဲနိုင် တပွဲရှုံးရှုံးတဲ့ပွဲက PSG ကိုရှုံးတာပါချန်တဲ့ပွဲတွေအားလုံးနိုင်သားပါတယ်လိုင်ယွန်အိမ်ကွင်းမှာရှယ်မိုက်ပါတယ်ယူနိုက်တက်ရဲ့အဝေးကွင်းရက်ဆက်တွေကတော့စိုးရိမ်စရာပါမကောင်းပါဘူးနောက်ဆုံး6ပွဲမှာ2ပွဲနိုင်2ပွဲသေး2ပွဲရှုံးသားပါတယ်ရှုံးတဲ့ပွဲတွေမှာ Tottenham Hotspur လို့အသင်းမျိုး Northern Forest လို့အသင်းမျိုးတွေပါပါတယ်ဒီတို့ကြောင့်လိုင်ယွန်လည်းတေချာအားဆိုင်ပြီးမကစားရင်အဝေးကွင်းရလတ်မကောင်းတာနဲ့အညီတမျိုးတစ်ပုံဖြစ်သွားနိုင်တယ်သို့တော်လည်း Real Sociedad ကိုဝမ်းဝမ်းတည်ကစားထားတဲ့ပွဲစဉ်ကိုလည်းကျွန်တော်ထည့်တွက်ရပါလိမ့်မယ်ခင်ဗျ Okay အဲ့တော့ကျွန်တော်နောက်ဆုံးပိုင်းပြောပိုင်းချင်းက က်မှုအနေငယ်လုတ်လိုက်အောင်အဓိကတော့ United အကြောင်းပဲပြောရမှာပေါ့နော် United အသင်းဒီအခုနောက်ပိုင်းကစားသမားတဦးတယောက်ချင်းစီရဲ့ကြွန့်ကျင်မှုကိုပဲအားကိုးနေတာမဟုတ်ဘဲနဲ့ viewer ကြကြကစားလာနိုင်တာကတော့အနေငယ်အတိမတ်ပြောရပါလိမ့်မယ် Ruben Amorim စတင်ကင်တွေတဲ့အချိန်တုန်းကတဦးချင်းတယောက်ချင်းစွန့်ဆောင်ရင်ကောင်းမှသာလျှင် United ရဲ့ reserve ဘိုင်းကလည်းမစိုးတာအခုတော့အဲ့လိုမဟုတ်ဘူးသူတို့ဒီဘောလုံးမရှိတဲ့အချိန်မှာ aggressive sun နဲ့ pressing play ကိုကစားလာကြတယ်ဥမာပြောရင်တော့ဘောလုံးကိုချက်ချင်း ပြန်လဲရယူတာမျိုးပဲဖြစ်ဖြစ်တလိုင်းချင်းစီကြော်သွားရင်မစ်တယ်တက်ကိုအကျော်မခံတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်ကစားလာတာဒါတိတ်ကိုအားရဖို့ကောင်းတယ်မျက်လုံးထဲမှာမြင်အောင်ပြောရင်တော့ကျွန်တော် CB ကစားသမား၃ယောက်ကလည်းနောက်မှာပဲ low block deep block တွေကစားနေတဲ့ပုံစံမဟုတ်ဘဲနဲ့ deep block ဆော့မယ်ဆိုရင်တောင်မှနည်းနည်း highline တင်ပြီးဆော့တဲ့ပုံစံမျိုးလေးတွေကမျက်စိပရာသာအနေငယ်ဖြစ်ပါတယ် linear လိုမျိုးငယ်ကုန်ရှိတဲ့ကစားသမားတွေရှေ့ထိတက်ပြီး pressing လုံးနိုင်တယ်လို့ မန်ဇရာဥရီတို့ကလည်းရှေ့ထိတက်ပြီးတော့ pressing လုပ်နိုင်တယ်။အဲ့တော့ဒီကစားသမားတွေ pressing လုပ်ခြင်းအပြင်ဘာအကျိုးကျေးဇူးရှိလဲဆိုတော့မီဒယ်တက်မာတင်ဘောလုံးပြတ်သွားတယ်ဗျ။သူ့ရဲ့ခန်းစစ်ကစားသမားတွေကိုကြည့်လိုက်။လုံးဝခန်းစစ်ဆော့မယ်ဆိုရင်9ယောက်တန်း။အဲ့ဒီ9ယောက်တန်းကိုရှေ့ကိုထပ်တင်မယ်ဆို CCB တယောက်ပဲရှိတယ်။ SCB RCB ကစားသမားတွေကစိုက်ဘက်ကစားသမားတွေနဲ့တန်းပြီးကွင်းလယ်ကကက်စမီရိုနဲ့ပေါင်းပြီးအဲ့ကွင်းလယ်ကြီးကတော်တော်ကျက်သွားပါတယ်။အဲ့ပုံစံလေးတဖြည်းဖြည်းချင်းစီမြင်လာရတယ်။နောက်ပြီးတော့ဘောလုံးပြင်ရတဲ့အချိန်မှာ direct counter attack တွေ quick attack တွေကိုအားပြုတ်ပြီးတော့ကစားလာတယ်။ transition chain တွေကောင်းလာတယ်။ အရစ်တန်ဟက်ကသာငါတို့တင်း transition chain ပြီးတော့နိုင်ပွဲတွေယူမယ်လို့ပြောတယ်တကယ်တမ်းအခု transition အကောင်းဆုံး chain နေနိုင်တာက Ruben Amorin လို့ပြောရမယ် now channel တွေကနေ RPB ကစားတဲ့ပုံစံလေးတွေမစိုးပါဘူးအရင် United ကောင်းနေတယ်စွန်းနေတယ်လို့ပြောတာမဟုတ်အရင်တော့အခြေအနေတက်ဆိုင်ရင်တော့တူတူတန်တန်လေးတော့ဖြစ်လာတယ်ပေါ့နော်ဥပမာပြောရင် Patrick Dorgu တို့လိုကစားသမားမျိုးတွေစီက cross ball တွေတက်လာတယ်ကျွန်တော်တစ်ဖက်က Diego Dalot ရဲ့လှုပ်အားနှုံးလေးတွေကလည်းရှိတဲ့အခါကျတော့ Sporting လေးစမောမှာ ရူဘင်အမော်ရင်တည်ခဲ့တဲ့နော်အာတာချက်ယူခဲ့တဲ့ဝင်ကားတွေရဲ့ပုံစံတရားခိုင်နှုန်းအပြည့်မဟုတ်ရင်တောင်မှ68%ခန့်နှုန်းလောက်ဖြစ်လာပါတယ်ဆိုတော့အမော်ရင်လက်ထက်မှာအာတာချက်လေးနည်းနည်းရှိလာတဲ့ United ကိုမေ့ထားလို့တော့မကောင်းပါဘူး conclusion ဆွဲရမယ်ဆိုရင် United အသင်းကိုပဲရွေးချယ်ပေးကြပါတယ်ခင်ဗျာ